ရှေ့ရတီတက်ကတိုចောင်းသားကတော့ပြင်လုံးအားကြီးပြီးတော့မှအိယာမထားချင်တာကြောင့်ပဲအဲ့ဒါနဲ့သူဟာကိုရန်သူ့ကိုចောင်းပုတ်ပေးနိုင်တဲ့ဂရင်းရင်တစင်းကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ပြီးတော့မိုးကကိုလည်းတက်ဆင်လိုက်တာဖြစ်ပြီးတော့မှအားလက်ချင်းမှာဂရင်းမမလှဲနေပြီးတော့ငားမြလို့လည်းရပါသေးတယ်ဒါပေမဲ့ကောင်းလေးဟာမကြခင်မှာပဲပြဿနာတစ်ခုတွေ့ရှိသွားခဲ့ပြီးတော့အဲ့ဒါကတော့လဲနေပြီးတော့ရင်မောင်းရတာကမြင်ဝင်မကောင်းတာပဲဖြစ်ပါတယ်။ကောင်လေးကခေါင်းကိုမကြခဏမော်ဂျီမာတာမောင်းလို့ရနေတာဖြစ်ပြီးတော့အဲ့ဒါနဲ့သူဟာဂရင်ကိုပို့ပြီးတော့ကောင်ပြုပြင်လိုက်ပါတော့တယ်။ ဂရင်အောက်အခင်းမြောင်းတွေကိုတခါနေနဲ့အမြင့်အမြင့်လုံးနေတဲ့ပုံစံတွေပြောင်းလိုက်ပြီးဂရင်ကိုရင်မောင်းတဲ့ကိုဟန်အနေထားပုံစံကလည်းရှစ်ပြီးတော့လဲနေတဲ့ပုံစံဖြစ်သွားပါတယ်။ဂရင်မမစာကြည့်ရင်လည်းမျက်လုံးမထိခိုက်တော့ဘဲနဲ့ကောင်းလေးဟာမိမိတီထွင်ပြုလုပ်ထားတဲ့အရာကိုအယံဝမှာကျေနပ်လို့နေပါတော့တယ်။နေ့တိုင်းဂရင်ရင်ကိုမောင်းပြီးတော့မှအပြင်ကိုထွက်လွင်နေတဲ့သလိုမထင်ထားမိတာတခုကတော့ကောင်းလေးဟာဝမ်းသာတာဗနေမှမရှိသေးပါဘူး။ဂရင်ရင်အပေါ်မှာဝိတ်ကအယံကိုများလာတဲ့အတွက်ကြောင့်ပဲယုတ်တိရဲ့ break out လိုက်တဲ့အခါမှာတော့လူဟာလွင့်ထွက်သွားမလို့ဖြစ်ခဲ့ပါတယ်။ တင်ကစားရသွားခဲ့တဲ့ကောင်လေးကကရင်ရင်ကိုအလင်းမြန်ပြီးဒုတိယအကြိမ်မြောက်ပြုပြင်လိုက်ပြီးတော့မှသူဟာအရင်ဆုံးပဲစပရင်တရအစုံစေသွင်းကြောကိုတက်ဆင်လိုက်ပါတယ်။အဲနောက်မှာတော့အသေးစိတ်လာတဲ့လျှက်စစ်ပလန်းတွေကိုတီထွင်လိုက်ပြီးတဲ့နောက်မှာတော့ကရင်ရင်ကိုတခါတည်းအော်တိုမောင်းနေစနစ်ပြုလုပ်လိုက်ပါတော့တယ်။ နောက်ဆုံးမှဂရင်အခင်းပြားတွေကိုတက်ဆင်လိုက်တာဖြစ်ပြီးတော့ဒီလိုနဲ့လမ်းညံကိုသွားနေတဲ့ဂရင်ရင်တစင်းကပြုတ်လို့လို့ပြီးသွားခဲ့ပြီးဖြစ်ပြီးတော့လေခွေတဲ့ကိုဖြတ်တန်းသွားလာတဲ့အခါမှာလဲနင်းနေလေးမှတုံခါမှုမရှိပါဘူးလေကားစင်လာတော့မှတင်းငင်းနေတာဖြစ်ပြီးတော့မှပို့ပြီးတော့မှမယုံနိုင်စရာကောင်းတာကတော့ကောင်းလေးဟာတက်ကတော့ចောင်းသားရဲ့နေ့စဉ်နေထိုင်မှုဘဝတွေကိုလွဲကိုအစင်ပြေသေးဖို့တဲ့ပြည်စည်းကိရိယာအများကြီးကိုလဲအထူးတည်းလဲတက်ဆင်လိုက်ပါသေးတယ်ဥပမာဒီစာကြည့်မိလို့ပါပဲ အပြင်ပိုင်းကြီးမဲ့ဆိုလို့ရှိရင်တော့တာမန်မီးရေတစ်ခုဖြစ်ပြီးတော့မှဒါပေမဲ့အဲ့ဒါဟာတကယ်တမ်းမှာတော့ရေပိုက်ကောင်းတစ်ခုပါမနေ့စောစောအတန်းတရားတဲ့တက္ကသိုလ်ကျောင်းသားကိုအချိန်မီးခေါင်းလျှော်လို့ရစေနိုင်မှာဖြစ်ပြီးတော့မှနောက်ပြီးတော့ဒီအတိုင်းဖုန်းနဲ့တူတဲ့လင်းမုံဆက်လေးကကောင်းချော်ပြီးသွားတဲ့အခါမှာသပင်ကိုချောင်းအမြန်မှုတ်ပေးဦးမှာပဲဖြစ်ပါတယ်။နောက်ထပ်မယုံနေကြကောင်းတာတစ်ခုကတော့အရှိကမီလုံးလေးပဲဖြစ်ပါတယ်။အပြင်မှာအကြည့်မယ်ဆိုလို့ရှိရင်တော့ဖန်မီလုံးတစ်လုံးဖြစ်နေပြီးတော့မှဒါပေမဲ့အဲ့ဒါဟာတကယ်ကိုမှမီလုံးတစ်လုံးပဲဖြစ်ပါတယ်။ ဒါပေမဲ့လေအတန်နဲ့မီးအဖွင့်ပိတ်လုံးလုံးရနေတာဖြစ်ပြီးတော့မှ မီးပိတ်ဆိုလို့ရှိရင်လင်းသွားပြီးတော့မှမီးဖွင့်ဆိုလို့ရှိရင်တော့မှိတ်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာငငယ်တို့ကဒီလိုမျိုးအလေးထားတွေဟာတကယ်တော့တနင်္ဂနွေလုံးလောက်ကြတာပါဥမာပြောရရင်တော့ plastic အုပ်ထားတာကိုတွေးတဲ့အချိန်မျိုးတွေမှာအဲ့ဒီကိုလက်ထဲထည့်ကြပါတယ်အေးတော်ရင်ပိုက်ကိုကြိုက်ကြပြီးတော့ရာသီဥတို့အရင်တော့ပါဇက်ကထွက်တဲ့အငွေနဲ့မှန်ပုံမှာစာရေးကြတာပါ လမ်းလျှောက်ရင်တော့ကိုယ်တိုင်စီးသတ်မှတ်ထားပြီးတော့အဲ့ဒီစီးထဲမှာပဲရှောက်ကြသလိုတကယ်လို့လက်ထဲမှာတစ်ခုခုကင်ထားရင်တော့အဲ့ဒီဟာကိုဒုနဲ့တိုက်တဲ့ကြပါတယ်။လမ်းမီမှာပလက်ဖောင်းသေးသေးလေးတွေ့ရင်ကိုကတရားတစ်ခုပေါ်ကိုရောက်နေတဲ့အတိုင်းပြုတ်ကျသွားရင်ဘယ်သူမှမကယ်နိုင်တဲ့အတိုင်းတတိထားပြီးတော့မှရှောက်တဲ့ကြပါတယ်။ပြီးတော့လက်ချောင်းလေးတွေနဲ့လူတွေလမ်းလျှောက်နေသလိုပုံပေါ်ရဘူးတယ်မို့လား။နောက်ထပ်လက်နက်ဖက်ကိုရန်သူလိုသဘောထားပြီးတော့အပြန်လန်တိုက်ခိုက်တာမျိုးတွေဒီလိုအပြုတ်မူတိုင်းလူတိုင်းမှာရှိနေတာကိုအင်တာနက်သုံးဆွဲတဲ့သူတွေကလည်းထောက်ခံကြပါလိမ့်မယ်။ အစားကငငယ်ကလေးထားတွေကိုယ်တိုင်လုပ်ယူရတာမို့တယောက်နဲ့တယောက်မတူဘူးလို့ထင်ခဲ့ပေမဲ့ဒါတွေအားလုံးကတူနေကြလိမ့်မယ်လို့ထင်တော်မထင်သားမိပါဘူး။ဥပမာငငယ်တို့ကကြောင်ရည်တောက်တာကိုတွေ့တော့ကိုယ်တိုင်လည်းရေကိုရှာနေရက်ပြီးတော့တောက်ကြည့်ပူပါတယ်။ပလတ်စတစ်ဘူးကုန်ကိုဝိုင်းခွဲလုပ်ပြီးတော့ရေကိုတော့အရက်လုပ်ပြီးတော့တောက်ကြတယ်မို့လား။ စာသင်ခန်းထဲမှာပြည့်တဲ့အခါမျိုးတွေမှာလိုအိတ်ကျိုးကိုရစ်တာမျိုးတွေဒါမှမဟုတ်ခဲပြက်ပေါ်မှာရှောက်ပြီးတော့ချစ်တာမျိုးတွေလောက်ကြပါလိမ့်မယ်။အိမ်မှာတယောက်တည်းရှိတဲ့အချိန်မှာဆောင်းနေရှောက်ပြီးတော့စောတာမျိုးတွေဖနက်ကိုပြောင်းပြန်စီတာမျိုးတွေပန်ကားလေးမှာအတန်ကျဲကြီးအော်တာမျိုးတွေရမှုနဲ့လူတွေကိုထိန်းချုပ်နိုင်တဲ့စွမ်းအားရှင်လိုမျိုးတွေစောကြဖို့တယ်မို့လား။တကယ်တော့အဲ့ဒီအလေးထားတွေကဘယ်သူကမှသင်ပေးတာမဟုတ်ပါဘူး။သူ့ရဲ့လူလိုအားလုံးကလုံမိနေတာပါ။ဒါရီကတကယ်တော့ယူကြောင်ကြောင်လိုရက်တွေပါ။ဒါပေမဲ့ငငယ်တုန်းကတော့တကယ်ကိုမှစိတ်ဝင်စားစရာကောင်းတဲ့အတိတ်တွေပေါ့ဗျာ။